င်္ဂလာပါရှင်။တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီစီစဉ်ကို Dover Wash အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်လေရင်မကြခဏပြောင်းဝဲနေလို့ဘုံချဲမောင်ကိုတောင်ပြောက်ဒေသခံတွေစူးရင်နေတဲ့အကြောင်းရေဖြူမြို့နယ်ပရရွာမှာရှိတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်တဲ့သတင်း Dover Wash တွဲလုံတုပ်ွေးကြောင့်အမျိုးသမီးတအူးထပ်မံသေဆုံးတဲ့အကြောင်း ပလောမျိုးနယ်ခန္တီရွာကိုလှိနေလာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့အခြေအနေတနင်္လာရီမှာဥယျာဉ်ခြံတွေကိုစစ်ကောင်စီတပ်ကသိမ်းထားပြီးခြံထွက်သီးနှံတွေပြန်ရောက်နေတဲ့အကြောင်းစတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်တရချောင်းမြို့နယ်တောင်ပြောက်တိုက်နယ်ထဲစစ်ကောင်စီလေရင်တွေမကြာခဏပြန်ဝဲနေတဲ့အတွက်ဘုံချဲမှာကိုနေ့စဉ်စိုးရိမ်နေရတယ်လို့ဒေသခံတချို့ကပြောပါတယ် စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်တာမရှိဘဲတောင်ပြောက်တိုက်နယ်တွေကကျေးရွာတချို့ကိုလေကြောင်းကနေမကြာခဏဘုံကျဲတိုက်ခိုက်လေးရှိပါတယ်။ဒဝဲဝါရှိအမှတ်တမ်းအရမေလ19ရက်နေ့နောက်ပိုင်းစစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်တာမရှိဘဲတောင်ပြောက်တိုက်နယ်ကိုလေကြောင်းကနေအနည်းဆုံး2ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့မှုပါတယ်။ဇွန်လ9ရက်နေ့ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲကြောင်အံရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်လို့မြေဖိုးနှစ်ဦးသေဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့စစ်ကောင်စီလေရင်တွေကတောင်ပြောက်တိုက်နယ်အတွင်းနေရောညပါပြန်ဝဲနေလို့ဒေသခံတွေဟာဥယျာဉ်ခြံတွေထဲတိမ်းရှောင်နေကြရပါတယ်။လေရင်ပြန်သွားပေမဲ့အိမ်မမနေရတာကြောင့်အလုတ်ကန်တွေလည်းထိခိုက်မှုရှိနေတယ်လို့ဒေသခံတချို့ကပြောပါဗျ။အိမ်အနည်းစုမှာဘုံခိုခြင်းတွေရှိပေမဲ့လည်းတခြားဒေသတွေမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအရထိခိုက်နိုင်ခြေရှိတဲ့အတွက်ထပ်ပြေးတိမ်းရှောင်ကြတာလို့ဆိုပါဗျ။ တောင်ပြောက်တိုင်းနယ်မှာကြီးရဆယ်ရွာပါဝင်ပြီးစစ်ရေးပဋိပက္ခပြင်းထန်တဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်။ရေဖြူမြို့နယ်အုံပင်ခွင်ကျေးရွာအုပ်စုပရရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့တော်လှန်ရေးတပ်တို့ဇွန်လ15ရက်နေ့မနက်အစောပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ပရရွာလမ်းမှာရှိတဲ့ရွှေမိုးညွန့်စီတီပတ်ဝန်းကျင်မှာခေးဖွင့်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်တွေတားရောက်တိုက်ခိုက်ရာကနေပြစ်ခတ်မှုဖြစ်ကြတာလို့တိုက်ပွဲမှာပါတဲ့တော်လှန်ရေးရဲဘော်တွေကဆိုပါတယ်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကလက်နက်ကြီးတွေပစ်ခတ်ပြီးပရရွာဘက်ကိုစစ်ကား6စီးလောက်နဲ့အင်အားဖြည့်တင်းထားပါတယ်။စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးတဲ့နောက်ပရရွာဝန်းကျင်မှာမိုင်းတဲဖုန်းလိုင်းကလွဲလို့ဂျန်တဲ့ဖုန်းလိုင်းနဲ့အင်တာနက်ဆက်သွယ်ရေးလိုင်းတွေလည်းပြတ်တောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လက်နက်ကြီးပစ်ခတ်တာကြောင့်ထိခိုက်မှုအခြေအနေနဲ့စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့အခြေအနေကိုတော့ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့အတွက်မေးမြန်းခွင့်မရသေးပါဘူး။ ပြီးခဲ့တဲ့မေလ24ရက်နေ့ကလည်းပရော့ရွာမှာရှိတဲ့ရှောက်ကုန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်မိရှုဖြက်စီခံရတယ်လို့ဒေသခံတွေစီကသိရပါဗျ။တဝဲမှာအမျိုးသမီးတဦးသွေးလွန်တုတ်ခွေးဖြစ်ပြီးဇွန်လ15ရက်နေ့ညကထပ်မံတည်ဆုံသွားပါတယ်။တဝဲမြို့နယ်အညာဖျားကြီးရွာအုပ်စုဓာသွေးကျောက်ရွာမှာနေတဲ့အသက်18နှစ်အရွယ်အမျိုးသမီးဟာစေကူတောင်မှခံယူနေရင်းတဝဲစည်းုံကြီးမှာတည်ဆုံသွားတာပါ။ ။သွေးလွန်တုပ်ခွေးအပြင်ငှက်ဖျားရောဂါလည်းရှိတဲ့အဲ့ဒီအမျိုးသမီးဟာဖျားနာလို့ဇွန်လပထမအပတ်ကဒဝယ်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရကနေ6ရက်လောက်အကြာမှာတိတ်ဆုံးသွားတာလို့မိသားစုနဲ့အနီးဆက်သူကပြောပါတယ်။တဝဲခရံအတွင်းမိုးရသည်စတင်တဲ့အခုနှစ်မေလကစလို့သွေးလွန်တုပ်ခွေးဖြစ်ပွားမှုမြင့်တက်နေပြီးဇွန်လ16ရက်နေ့ထိစည်ရင်အရသိဆုံးသူ6ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါအပြင်တဝက်ပြည်သူစေယုံနဲ့ပုဂ္ဂလိကစေယုံတွေမှာသွေးလွန်တိုးကွေးကြောင့်တက်ကြီးပိုင်းလူနာအများအများဆေးကုသမှုခံယူနေရတယ်လို့ဆိုပါရယ်။တဝက်ခရိုင်အတွင်းဇွန်လဒုတိယပတ်ကစပြီးနေ့စဉ်ရက်ဆက်မိုးရွာသွန်းနေတာကြောင့်ဖျားနာသူများနေပြီးမြို့ပေါ်မှာရှိတဲ့ပြည်သူစေယုံပုဂ္ဂလိကစေယုံစေခန်းတွေမှာဖျားနာတဲ့လူနာအများအများတွေ့လာရတယ်လို့မြို့ခံတွေကပြောပါရယ်။ အဲ့ဒီအချိန်လေးမှာစစ်ကောင်စီကဇွန်လ17ရက်နေ့ကစပြီးဒဝံမြို့ပေါ်မှာရှိတဲ့စာတူဝါဆေးရုံအပါအဝင်ပုဂ္ဂလိကဆေးရုံနေုံကိုစေကူတာခွင့်အရာကြီးပိတ်လိုက်ပါတယ်။ဒီလိုပိတ်လိုက်တဲ့အတွက်လူနာတွေလက်ရှိကူတာမှုခံယူနေတဲ့ဆေးရုံကနေအခြားဆေးရုံကိုရှေ့ပြောင်းတည်ယူရတာကြောင့်အခက်အခဲတွေကြုံနေရတယ်လို့မြို့ခံတွေစီကသိရပါဗျ။ ပလောမြို့နယ်ခန္ဒီရွာကိုလှိမ့်နေလာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်ကဇွန်လ14ရက်နေ့ကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပလောမြို့ဘက်ကနေခန္ဒီရွာဘက်ကိုကင်းမွန်မီထွန်းလေးနှစင်းနဲ့လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းပူပေါင်းတပ်ကနေ့လယ်12နာရီလောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တာပါ။တော်လည်တက်ဖက်ကလည်းလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီး55မိနစ်လောက်အကြာအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဆိုပါရတယ်။ ဲ့ဒီနောက်မိုးလက်တနားရီလောက်မှာဥယင်ကမ်းရွာဘက်ကစစ်ကောင်စီလေပြန်ထွက်လာချိန်မှာလဲပြစ်ခတ်မှုထပ်ဖြစ်ခဲ့တယ်လို့ပြောပါရယ်အဲ့ဒီတက်ခိုက်မှုမှာ မြေခရိုင်ပြည်သူ့ကော်မတီတက်မတော်အမှတ်၁တက်ရင်တက်ခွဲတက်ပလောပကဖ KNDO KNL စတဲ့တက်တွေပူပေါင်းပါဝင်တယ်လို့တော်လိုင်းတက်ဖွဲ့ဝင်တချို့စီကသိရပါဗါးတိုက်ပွဲအတွင်းစစ်ကောင်စီတက်ဖက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးပေမဲ့တော်လိုင်းပူပေါင်းတက်ဖက်ကတော့ထိခိုက်မှုမရှိဘူးလို့ဆိုပါဗါး ဒီလိုပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်စစ်ကောင်စီတပ်သား90လောက်ပါတဲ့တခြားလေတစင်ကခန္တီရွာရဲ့တဖက်ကမ်းမှာရှိတဲ့ပြင်ပငယ်ရွာကိုအင်အားဖြည့်ဖို့ရောက်လာခဲ့ပါတယ်။ဒီလိုအင်အားဖြည့်ထားတဲ့အတွက်ဒေသတွင်းစစ်ရေးတင်းမာနေပြီးအချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ခန္တီရွာနေဒေသခံတွေကတော့တိတ်ရှောင်နေကြပြီးစစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့်နေရမပြောင်းနိုင်သေးဘူးလို့ဒေသခံတအူကပြောပါတယ်။ ိုင်မြို့နယ်မှာရှိတဲ့ကျေးရွာတချို့မှာပြည်သူတွေစိုက်ပျိုးထားတဲ့ဥယျာဉ်ခြံတွေကိုစစ်ကောင်စီတပ်သားတွေကအတမဝင်ရောက်နေထိုင်နေတဲ့အပြင်တင်းနယ်တွေခိုးပြီးပြန်ရောင်းစားနေကြပါတယ်။ညောင်မေကုန်းရွာ၊ရမ်းဖို့ရွာ၊ကန်းတိုရွာစတဲ့ရွာတွေမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကပြီးခဲ့တဲ့မေလကစပြီးဥယျာဉ်ခြံတွေမှာရှိတဲ့ဒူရင်တီ၊ကျမောက်တီနဲ့အခြားသီးနှံတွေကိုအရမခူးဆွပြီးသူတို့ရဲ့မိသားစုတွေရှိတဲ့မြေမြို့နဲ့တုံးပြိုးရွာမှာရှိတဲ့တက်စခန်းကိုပြန်ပို့နေတယ်လို့ဒေသခံတွေကပြောပါရတယ်။ အဲ့ဒီသီးနှံတွေကိုစစ်ကောင်စီတပ်မိသားစုတွေရှိတဲ့တုံးပြောရတက်စခန်းစီကားချုံနဲ့တင်ပေးပြီးသူတို့ရဲ့မိသားစုတွေကတုံးပြောရနေပြည်သူတွေကိုပြန်ရောင်းနေတာပါ။ဒါအပြင်ညောင်မေကုန်းရွာနဲ့အနီးနားရွာတွေမှာရှိတဲ့ဒေသခံနေအိမ်တွေကနေခိုးယူလာတဲ့ကတ္တာ၊မီးဖို့ကြောင့်သောအုတ်ခတ်ပကံနဲ့အခြားပစ္စည်းတွေကိုလည်းတက်စခန်းကိုကားချုံနဲ့ပို့ဆောင်နေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကဆိုပါရတယ်။ စစ်ကောင်စီတပ်သားတွေဟာညောင်ပင်ကုန်းရွာဖျားတောင်မှာအထိုင်ချထားပြီးစစ်တပ်ရဲ့မြောင်းနေတူးကလိုအပ်တဲ့အမှုအကအတွက်လူနေအိမ်တွေကသွန်းနဲ့တစ်တွေခွာယူပြီးကာထားတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကသိရပါဗျ။ခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Dowe Wash Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါရရှင်။